ဆိုတဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပြီးဘလာတယ်လေထောင်းစင်မခွဲခွာသူအားလုံးနဲ့အနည်းဆုံးမှာပါယူရို2016ဘောလုံးပွဲစဉ်ကိုအင်ရှင်အသင်းဖြစ်ပြင်သစ်နဲ့ရိုမေးနီးယားအသင်းက အဖွင့်ပွဲအဖြစ်စတင်ကစားခဲ့ကြပါတယ်။ကွဲစဉ်စတင်တဲ့အချိန်မှာမြန်မာပြည်ရဲ့ဘလုံးပရိသတ်တွေဟာနေရာပေါင်းစုံကနေအပိတ်ခဲ့ကြပါတယ်။အဲ့တော့လိုင်းမလွတ်နိုင်လည်းပါတယ်လိုင်းလွတ်မြန်တော့လည်းအမှုကြည့်တော့မကောင်းဘူးဒီတပိတ်တယ်တော့လို့မကောင်းဘူးတပိတ်တယ်ဆိုတော့ပြိတ္တန်လည်းပါတယ်အဲ့လိုအဲ့စိတ်ဝင်စားမှုပုံမှန်ရှိပါတယ်အဲ့တော့ကျွန်တော်တို့အိမ်မှာဆိုတော့ဒီဘာလို့ဟိုဟာတက်တာ final word တက်တာ လိုင်းကမလုံဘူးစကိုင်းနဲ့တော့မလုံဘူးစကိုင်းနဲ့ကလိုင်းမလုံဘူးအဲ့လိုဒီချုပ်ဒီအမလို့စိတ်တိုင်းနေပါနေတဲ့အခက်အခဲဖြစ်တဲ့ဒီဆိုတဲ့တော်တော်လို့ပဲလို့ကြည့်ချင်ပါဘူးကိုယ့်ရဲ့မလို့မလို့တော့တို့လည်းမကြည့်ပြဘူးဆုံးလို့ချင်ပါတယ်ဘာဘီဘလုံးခွဲကျော်ဥက္ကဋ္ဌဖြစ်တဲ့ဦးစော်စော်ရဲ့ Novotel Hotel မှာလဲ ဘလုံးပြိသက်တွေအတွက် Gospel Beer နဲ့ပူးပေါင်းပြီး Free Flow Promotion ပြုလုပ်ပေးခဲ့ပါတယ်ဒီ Gospel Beer နဲ့ပူးပေါင်းပြီးတော့အကိုရရဲ့ဒီ Official Page တွေမှာ Media Page တွေမှာပေါ့နော် Facebook Novo တဲ့ Facebook Time of Facebook အဲ့ဒီ Page တွေမှာကိုရက အဒီနေ့ Euro 2016ဖွင့်ပွဲအတွက်ကိုဒီကိုရိုဟိုတယ် Time of Sport မှာလာကြည့်တဲ့လူတွေအကုန်လုံးကို71ခွဲကနေတနိုင်ခွဲအထိကိုရို beer provide လုပ်ပေးတယ်။အဓိကနောက်နေ့ကိုရိုဒီမှာလာကြည့်တဲ့ခါကျလို့ရှိရင် promotion တွေရှိတယ်။နေ့တိုင်းနေ့တိုင်းမှာမတူညီတဲ့ promotion တွေရှိမယ်။ပထမဆုံးလာတဲ့၁၀ရောက်ကိုကိုရိုတယောက်တစ်ခွက်စီ free time ပဲ။နေ့တိုင်းကိုဖွဲရှိတဲ့နေ့တိုင်းပေါ့နော်။ပြီးတော့ဒီမှာမှအကုန်လုံးမှာ focus plan တွေရှိတယ်။ဟိုမှာဒီတစ်ပွဲလုံးမှာ record ဘယ်နှခုရမလဲ၊ goal ဘယ်နှခုရှိမလဲ။နော်အဲ့ဒီဟာတွေကို မှန်ကန်ဆုံးမှန်းနိုင်တဲ့လူမှန်သမျှကိုအကိုရောတယောက်ချင်းစီကိုကိုရောမှန်တဲ့လူမှန်သမျှကိုဆက်ကွက် complimentary နောက်နေမှာကိုရော free ပြန်တိုက်မှာအဲ့ဒီပြင်ကိုဒီ Casper နဲ့ကိုရောဟိုတယ်ကနေကူပေါင်းပြီးတော့ gift တွေနေနဲ့လဲပေးဖို့ရှိတယ်တကယ်ချင်းတယောက်က노ဟိုတယ်ကတိုင်းအောင်ဘာမှကြီးဖို့ခေါ်လာတဲ့အတွက်ရောက်ရှိလာတဲ့အလာတကတော့ Premier League ပြိုင်ပွဲတအူပါ ဒီက Premier League ကြည့်ရပါတော့เนาะ main main ပြည်သက်တယောက်ပါဒါပေမဲ့ Euro ပွဲဆိုတော့2004 Greek ရတဲ့နေ့ကစကြည့်ခဲ့ရပါတော့เนาะဒီချိန်ထိတိုင်ပါပဲအဲ့တော့ဘလုံး World Nation တယောက်ဆိုတော့လေပွဲတန်းတော့ဟိုကြည့်ဖြစ်မယ်တော့ထင်တယ်လေတော့ပြုတ်လိမ့်မယ်ဆိုရပါတော့เนาะဟုတ်ကဲ့အာရတဲ့နေရာတော့ Live Champion ရှာဖွေတော့ကြည့်ရတော့မှရှိရပါတော့ Euro 2016ဘောလုံးပွဲစဉ်ဟာအသင်း24သင်းနဲ့အုပ်စု6စုဖွဲ့ပြီးကစားကြမှာဖြစ်ပါတယ်